သဗ္ဗေဗုဒ္ဓဗလပတ္တပိစိကံနေသယံပလံအရဟံတနေသတေစေနရက္ခံဗန္ဒာမိသဗ္ဗတောရက္ခဆိုတာအဆောင်အရှောင်အကာအွယ်တစ်ခုလုံလိုက်တာအေးဒါကြောင့်မို့လို့ပြောကြတယ်ခေးသွားလို့ရှိရင်သံဖို့တွေရွတ်သွားတယ်ဆိုတာသံဖို့တွေဆိုတာဘုရားရှိခိုးတာပဲဘုရားကိုအာယုံပြုပြီးတော့ရှိခိုးတာ ဒါလည်းဘုရားကိုအာရုံပြုလိုက်တဲ့ချင်းကိုယ်စိတ်ထဲမှာကုသိုလ်တွေဖြစ်သွားအဲ့ဒီကုသိုလ်ကကာဝယ်ဆောင်ရှောက်တယ်လို့ဆိုလို့တာကုသိုလ်ရအောင်လုပ်ဖို့တော့လိုအပ်တယ်ဟောဘုရားကိုအာရုံပြုဖို့လိုအပ်တယ်အခုကြည့်ဒီကာထာလေးရဲ့အဓိပ္ပာယ်ကဘလောက်ကောင်းတော့ဆိုတော့ရခံဗန္ဒာမိသဗ္ဗတောတရက်ခတ်သိန်းကနေပြီးတော့ကို့အတွက်အကာအကွယ်ဖြစ်အောင်ဆောင်ရှောက်ကိုလုပ်ပါတယ်တဲ့ဘာနဲ့အဆောင်ရှောက်ကိုလုပ်တာတော့ဆိုတော့တပ်ပြီးဗုဒ္ဓဘလပတ်တာ ဖရာတွေဆိုတာစွာအမတမချီးတယ်။ကာယဗလညာနာဗလဆိုတာလို့စွာအချီးတယ်။ဖရာမန္တမယစွာအားတွေအမတန်ချီးတယ်။အဲ့ဒီဖရာတွေရဲ့စွာအားကိုအသုံးပြုပြီးတော့ဟုတ်လားအနည်းခင်းမှုကိုစောင့်ရှောက်မှုကာကွယ်မှုကိုစီမံပါတယ်လို့ဒီလိုပြောတာ။ဆိုလိုတာကမြတ်စွာဘုရားရဲ့ခုံကိုချီးကျူးလိုက်တာပဲ။တပ္ပိဗုဒ္ဓဗလပတ္တဆရာရှင်တွေအားလုံးဟာ ကာယဗလာညာနာဗလာဆိုတဲ့စွမ်းအားတွေကိုရရှိထားတာဖြစ်ပါတယ်။အဲ့ဒီဖရားရဲ့စွမ်းအားတွေနဲ့ကျွန်ုပ်အကာအကွယ်လုပ်ပါတယ်။ဒါနဲ့အမြဲတမ်းမှန်ကန်တဲ့ဤစနစ်နဲ့လုပ်တာဖြစ်တယ်ပေါ့နော်။ပစ္စေကံင်းစာယမလံဖရားတယ်ဝန်ကဘူးပစ္စေကဘုရားအရှင်မြတ်တွေလည်းစွမ်းအားတွေရှိ။အဲ့ဒီစွမ်းအားတွေနဲ့အကာအကွယ်လုပ်ပါအရဟံတန်င်းစသေစေတရဟန္တာပုဂ္ဂိုလ်ရဲ့အရှင်ဝါတွေလည်းရှိတယ် အဲ့ဒီအရှင်ဝါတွေကိုတုံးချပြီးတော့ဟောလာကို့အတွက်အကာအကွယ်ဖြစ်စေပါတယ်လို့ဒီလိုပြောတာအဲ့တော့ဖရာကချီးမွမ်းပြီးတော့ဖရာရဲ့စွမ်းအားတွေရင်ထဲရောက်အောင်လုပ်တယ်တရားရဲ့စွမ်းအားဒီပိစိကဂုဏ်ရဲ့စွမ်းအားတွေရင်ထဲရောက်အောင်လုပ်တယ်ယန္နာပုဂ္ဂိုလ်မြတ်တွေရဲ့စွမ်းအားဒါအာယုံပြည့်ဖို့တော့လိုအပ်တယ်ပေါ့နော်လောကမှာပွင့်သွားတဲ့ဖရာတွေအများကြီးရှိတယ် အဲ့ဒီပွင့်သွားတဲ့ဖရာတွေကိုစိတ်ထဲကအာယုံပြုတ်လိုက်ပြုတ်ပြီးတော့အဲ့ဒီဖရာတွေအလုံးဟာဆွမ်းအားကြီးမားတော်မူကြတယ်။တခါပိစိကဗုဒ္ဓတွေပွင့်သွားကြတာနဲ့တော့ပေါ့ဘူး။အဲ့ဒီပိစိကဗုဒ္ဓတွေရဲ့ဆွမ်းအားလည်းမနမကြီးမားတယ်။လောကမှာယဟန္တာပုဂ္ဂိုလ်တွေဆိုတာရှိတယ်။ယဟန္တာပုဂ္ဂိုလ်တွေမှာလည်းဆွမ်းအားမတမကြီးတယ်။အဲ့ဒီအရှင်မြတ်တည်းရဲ့ဆွမ်းအားကကျွန်ုပ်တို့အဆောင်ချောက်ဖြစ်ပါသေးတယ်။ ဒါအင်တန်ကောင်းတဲ့အခြေပဲဖရာတရားတန်တာကိုကိုကတတိယပြီးတော့စောင့်ရှောက်လုပ်တဲ့အခြေပဲမျိုးဖြစ်တဲ့ပေါ့အဲ့တော့နန္ဒခင်မှာအင်ဂျင်ထွက်အလုံးလုံးခီးသွားအလုံးလုံးတဲ့အခါဒီလိုအကာအကွယ်စောင့်ရှောက်ဖလေးနဲ့လုတ်သွားဖို့အတွက်ပုပ္ပန္နတုတ်ထဲမှာဒါကိုလည်းထည့်သွင်းပြီးတော့ရေးသားထားကြ